နှစ်6ရက်နေ့နောက်ဆုံးသိရတဲ့လေးကိကောတိုက်ပွဲထင်းကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ဦးမြို့နီးလေးကိကောမြို့တင်မှာဖြစ်ပွားနေသည့်တိုက်ပွဲအတွင်းစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူများထိုင်းနိုင်ငံဘက်ခြမ်းသို့ကြားရောက်ပောက်ကွဲမှုများရှိနေသည်ဟုဒေတာခံများထံကသိရပါဗျ။လေးကိကောမြို့တင်အပါအဝင်မြောက်ဦးဝေါ်လီလက်မကြီးကိုစူးမိုးထင်းကျောင်းဝင်ရန်အတွက်မြန်မာတပ်မတော်ကအင်အားရကြီးစစ်ကြောင်းများဖြင့်ထိုးစစ်ဆင်နေရာတရင်မြို့သားလူမျိုးရေးတပ်မတော် KNAA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့နဲ့ ပြင်းထန်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်က၄ကီကောနောက်ဘက်ခြမ်းမေတ္တာလင်းမြိုင်နဲ့ကျောက်ကူရိုးဘက်မှစစ်ကြောင်းများကိုအယောင်ပြထိုးပြီးနောက်စက်တင်ဘာ23ရက်နေ့24ရက်တို့တွင်၄ကီကောမြောက်ဘက်နှင့်အရှိမြောက်ရှိမေတော်ဒလီဖီကလောထီမဲဝါခီဘက်တို့အင်အားလုံးရင်းဖြင့်ထိုးလာခြင်းဖြစ်ပါတယ်။၄ကီကောဒေသခံတို့ကအခုဖြစ်နေတာကအဓိကထီမဲဝါခီကိပဲမဲဝါခီကပေါ့လို့မရဘူးမဲဝါခီတာတကယ်လို့ပေါက်သွားရင်တော့ဟိုဘက်ကိုလွှဲသွားမယ်လို့ပြောပါတယ်။ ချင်းမဲဝါရွာသည်နယ်အိုရီဝေါ်လေလမ်းကြီးပေါ်တွင်ရှိပြီးလေကစ်ကော်မျိုးတစ်ထဲသို့လည်းဝင်ရောက်နိုင်သည့်လမ်းများရှိသောကြောင့်စစ်တပ်ကချင်းမဲဝါကြီးရွာကိုထိန်းချုပ်နိုင်ရန်လက်နက်ကြီးပစ်ကူများတောက်ရောက်ပေးပြီးထိုးစစ်ဆင်နေခြင်းဖြစ်ပါသည်စစ်တပ်ဘက်ကနယ်အိုရီမျိုးဆောင်တပ်ခလာယာ290နားလက်ခတ်တောင်မစ်တာလင်းမြိုင်နယ်အိုရီမေတော်ဒလီလမ်းကြားရှိချက်ကင်ကုန်းဒေတာခော့စစ်တီနေရာများမှ၁20မမဟောင်းဝိဇာမေဆိုင်တို့များဖြင့်တောက်ရောက်ပစ်ကူပေးတိုက်ခိုက်နေရာတိုက်ပွဲဖြစ်ပွားနေသည့်ချင်းမဲဝါကြီးရွာသည်ထိုင်းနေဆက်ဤဖြစ်သောကြောင့် လက်နက်ကြီးများထိုင်းပချန်ထိကြားရောက်ခြင်းဖြစ်ကြောင်းဒေတာခန့်များကပြောလာပါတယ်။ပူပေါင်းတပ်မရဲဘော်တဦးကစစ်တပ်ကနှစ်ရက်ထိုးတယ်နှစ်ရက်လုံးလန်ကြတယ်လို့ပြောပါတယ်။ယမန်နေ့၄ကီကော်ဒေတာတိုက်ပွဲအတွင်းမှာလက်နက်ကြီးကြီးများထိုင်းပချန်တို့ကြားရောက်ပောက်ကွဲမှုများရှိခဲ့သောကြောင့်ထိုင်းစစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေဆက်စီးတလျောက်လုံခြုံရေးတပ်ဖွဲ့များဖြင့်စောင့်ကြည့်မှုများရှိနေကြောင်းထိုင်းသတင်းများမှဖော်ပြထားသည်။မြောက်ဦးရီမြို့အောင်ဘက်ကိုမိုင်ကန့်ကွာရှိ၄ကီကော်မြို့တည်ဆွေော်ကုန်းနှင့်မြောက်ဦးရီဝေါ်လီလမ်းပိုင်းတို့ကိုပြန်လည်ဆိုးမိုးထိန်းချုပ်နိုင်ရန် စက်တင်ဘာ20တရက်မှဆက်လက်မြန်မာစစ်တပ်ကစစ်ကြောင်းထိုးလွှရှားနေခဲ့ရပြီးခဲ့သည့်နှစ်ရက်စလုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ယနေ့တိုက်ပွဲအနေနဲ့ပြောင်းလဲသွားကြောင်းသိရပါတယ်။ရှမ်းမြောက်မှာတောင်းတတင်းခဲ့တဲ့နောင်ချုံမြို့နယ်ကိုစစ်တပ်ကပြန်သိမ်းယူခဲ့ပြီးနောက်မှာနောင်ချုံနယ်ကလျက်ကကျောင်းမဲမြို့နယ်ကိုဆက်ပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။နောင်ချုံမြို့ကနေကျောင်းမဲမြို့ဘက်ကိုထွက်ဂုတ်တွင်းတရာကြီးကနောင်ဖြစ်ရွာကောင်းမှုလေရွာတွေကိုထိန်းချုပ်လိုက်တာကြောင့်ဂုတ်တွင်းနောင်ပင်လမ်းပိုင်းတစ်ခုလုံးကိုစစ်တပ်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်းတက် DNA ထင်းကျုပ်ထားတဲ့ကြောင်မဲမျိုးကိုခြုံကပ်ဖို့စူးစမ်းတဲ့စစ်တပ်စစ်ကြောင်းနဲ့ DNA တို့တိုက်ပွဲဟာနားအခန့်ရွာနီးမှာပြင်းထန်နေတယ်လို့မြေပြင်အခြေအနေတည်သူကပြောပါတယ်။နားအခန့်ရွာနားမှာတိုက်ပွဲတွေဖြစ်နေပါတယ်။ဒေါ်လန်ရေးတပ်ဖွဲ့တွေဘက်ကလည်းအပြင်းထန်ခုခံနေတဲ့လို့ကြောင်မဲမျိုးခံတဦးကပြောပါတယ်။ကြောင်မဲမျိုးနယ်တဲကိုစစ်တပ်ကထိုးစစ်ဆင်တင်ခဲ့တာဩဂုတ်လကုန်ပိုင်းကလေးကဖြစ်ပြီးအဲ့ဒီကလေးကစစ်တပ်နဲ့တောင်းတက်တို့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာပါ။ အခုတော့စက်တင်ဘာ26ရက်နေ့မှာကြောင်မဲမျိုးနဲ့ရှစ်မိုင်းကက်ကွာကစကန်တာကြီးရွာနီးထိရောက်လာပြီးစစ်တပ်နဲ့တောင်းတက်မတော် DNA တို့တိုက်ပွဲပြင်းထန်တွေကစစ်တပ်ကဝိုင်းတွဲနဲ့ဆက်တိုက်ပုံချင်းနေလို့မြို့ပေါ်ကဒေတာခံတွေပေးလို့ရအမြင်ဆောင်ကြဖို့လူမှုရေးဖွဲ့တွေကတိုက်တွန်းနေကြပါတယ်စကန်တာရွာကိုစစ်တပ်ကဆက်တင်ပါ25ရက်မနက်နေ့ညနေပိုင်းကစပီဝိုင်းတွဲနဲ့ဘုံအလုံး90ကြော်ကျဲချခဲ့ပြီးနောက်ထပ်ဆက်ပုံချင်းနိုင်ခြေရှိတယ်လို့ ကျောင်းမဲမြို့ခံအချို့ကပြောပါတယ်စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကရှေ့ကိုတိုးလာတဲ့စစ်ကြောင်းတက်လာတဲ့လမ်းကပ်ရွာတွေကိုလည်းဝင်းနေရွာမှာကျန်နေခဲ့တဲ့သူတွေအတွက်အနေရရန်ကြီးတယ်ကြာတော်တို့လည်းမနက်ကထိနေသေးတယ်နေခင်းကမှထွက်လာရတယ်လို့ကျောင်းမဲမြို့ခံတို့ကပြောပါတယ်စက်တင်ဘာ25ရက်နေ့လေကျောင်းတိုက်ခိုက်မှုမှာထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူးလေကူးမြို့နယ်တွင်အုံနေကုန်းရက်ွက်ယုံဘုံခွဲတိုက်ခိုက်ခံရပါတယ်စက်တင်ဘာ26ရက်နေ့ ရန်ကုန်တိုင်းလေးပုမြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကာရောင်းစားနေတဲ့နေ့အုံလေကုန်းရက်ွက်ရုံကိုဘုံခွဲတိုက်ခတ်ခဲ့ကြောင်းရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ်စက်တင်ဘာလ25ရက်နေ့ည9:30မိနစ်ခန့်တွင်လေးပုမြို့နယ်အုံလေကုန်းရက်ွက်ရုံမှအုပ်ချုပ်ရေးမှူးနှင့်ဒူဖွဲ့များရှိနေစဉ်ရန်ကုန်အာမေရဲဘော်များကမိုင်းနှင့်လုံးဖြင့်ဖောက်ခွဲတိုက်ခတ်ခဲ့ကြောင်းသိရပါရယ်မိုင်းခွဲတိုက်ခိုက်မှုအတွင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များနေရာတွင် ပေါက်ကွဲခဲ့ခြင်းကြောင့်ထိခိုက်မှုရှိပြီးလူနာတင်ကားများရောက်ရှိလာကြောင်းရင်းသက်ခိုက်မှုအတွဲအုတ်ချုပ်ရည်မှုအပါအဝင်နာဦးထက်မင်းပြင်းထန်တန်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထိုအုံးလေကုန်းရက်ွက်ယုံသည်လူငယ်လူရွယ်များကိုပေါ်ရဆွဲဖမ်းဆီးပြီးအောင်စားလူကုန်ကူးခြင်းများလှုပ်ဆောင်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်အာမေအဖွဲ့ကရှင်းပြသည်။ထိခိုက်မှုကနေဆုံး၅ရောက်လောက်ထိခိုက်နိုင်ငယ်မြေပြင်သတင်းပေးကချက်ချင်းပြောတာကလူနာတင်ယိုတွေရောက်နေပြီဆိုတာပါပဲတေဖို့လည်းများတယ်ကျွန်တော်တို့တေချာလုပ်ခဲ့တာ လူရောင်းစားတာတွေလှုပ်ဆောင်နေကြတဲ့ကောင်တွေစည်ရင်သေးစိတ်ပြုစုထားတဲ့တစ်ချိန်မဟုတ်တစ်ချိန်လုံးနေရဲ့မင်းတို့တွေစီကိုကျွန်တော်တို့ရောက်လာမယ်ဆိုတာသတင်းပါချင်ပါတဲ့ပြည်သူတွေကိုလည်းအတိပေးပါတယ်လို့ရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူကပြောပါတယ်